နောက်ထပ်လုပ်ငန်းအသစ်တစ်ခုတိုးချဲ့နေကြောင်းပြပြလာမိမြင့်မို့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်မေလီလို့ချစ်စနိုးခေါ်ကြတဲ့မင်းသမီးချော်လေးမင်းမြင့်မို့ဟာဆိုရင် ်ဒီဥဆောင်လေးတောင်ရုံတင်မကပဲအရေးချင်းရှိရဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်။မင်းမြင့်မော်ဟာဆိုရင်တော့ MRTV 4မင်းသမီးတွေထဲမှာပထမဆုံးအကယ်ဒမီရတဲ့မင်းသမီးတလက်ဆိုလဲမှတ်မာတာဖြစ်ပါတယ်။မော်ရီဘဝကနေအမှုပညာလောကတွေကိုဝင်လာဖြစ်ပြီးတော့ပန်းနုသွေးဇလံတွေနဲ့ပရိသတ်တွေစတင်သတိထားမိလာခဲ့ကြတာဖြစ်ပါတယ်။မေလင်းဟာဆိုရင်အမှုပညာအလုပ်တွေကိုလည်းအကျိုးမှန်တန်လုပ်သလိုစီးပွားရေးလုပ်ငန်းတွေကိုလည်းဦးဆောင်နေသူတယောက်ဖြစ်ပါတယ်။မေလီဟာပကံမှာပကံမြို့သူဟိုတယ်ကိုဖွင့်ထားတာဖြစ်ပြီးတော့ သူမရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ cosmetic ကိုလည်းထုတ်ထားသူတယောက်ဖြစ်ပိုင်စီးပွားရေးအကွက်မြင်သူတယောက်ဖြစ်ပြီးအမှုပညာရှင်တယောက်အနေနဲ့အောင်မြင်မှုကိုအသုံးချပြီးစီးပွားရေးကိုချက်တွင်နိုင်ခဲ့သူတယောက်ဖြစ်ပိုင်အမှုပညာကြီးကားရတဲ့ငွေတွေကိုစီးပွားရေးတစ်ခုထူထောင်ခဲ့တာဖြစ်ပြီးတော့အတော်လေးကိုလည်းအောင်မြင်နေရဖြစ်ပိုင်ပကံရောက်တိုင်းလေသူမရဲ့ပရိသတ်တွေကပကံမြို့သူဟိုတယ်မှာသွားရောက်တိတ်ခိုကြတာဖြစ်ပိုင်စီးပွားရေးလုပ်မယ်ဆိုတော့သူမရဲ့အဖေကသူမကိုအကြံပေးခဲ့တာဖြစ်ပြီးသူမတို့အိမ်ရဲ့အဓိကစီးပွားရေးတောက်တိုင်ကလည်း ။သူမအဖေပါလို့ဆိုပါ යි ။သူမအနေနဲ့စီးပွားရေးနယ်ပယ်တွေကိုခြေလှမ်းစတင်တော့လဲသူမအဖေကအများကြီးလမ်းပြပေးခဲ့တယ်လို့ပြောလာခဲ့ပါ යි ။သူမအနေနဲ့စမ်းပွင့်တုံးလက်ပွင့်တုံးကာလမှာအခုလိုမျိုးစီးပွားရေးတွေလောက်ကင်ထားတာပါလို့ဆိုပါ යි ။လူဆိုရာမျိုးကကန်ထားတဲ့အချိန်မှသာလူတမျှဖြစ်တွန်းတက်တာဖြစ်တဲ့အတွက်သူမအနေနဲ့ကန်ထားစမ်းပွင့်နေုံမှာစီးပွားရေးတွေကိုဦးစားပေးလောက်ကင်နေရလို့လဲဆိုပါ යි ။ မကြခင်မှာလဲသူမ၏လုပ်ငန်းအသေးတစ်ခုကိုပရိသတ်တွေကိုချပြဖို့ရှိကြောင်းဆိုလာခဲ့ပါတယ်။လုပ်ငန်းအသေးလုပ်ဖြစ်တဲ့အကြောင်းကလည်းပရိသတ်တွေကြောင့်အကြံရပြီးလုပ်ဖြစ်တာဖြစ်ပြီးအားလုံးနဲ့ရင်းနှီးပြီးသားလုပ်ငန်းတစ်ခုပါလို့ဆိုလာခဲ့ပါတယ်။သူမငယ်တုန်းလုပ်နိုင်တုန်းမှစီးပွားရေးတွေတစ်ခုပြီးတစ်ခုလှုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။အမှုပညာအလုပ်တစ်ဖက်နဲ့ဆိုတော့လေ စီးပွားရေးကထင်သလောက်တော့ခီးမပေါက်ခဲ့ဘူးလို့ပြောလာခဲ့တာဖြစ်ပါတယ်။သူမရဲ့မိဘတွေကတော့သူမဘာလို့လုံအားပေးနေရဖြစ်ပြီးတော့လုပ်ငန်းအသစ်အတွက်လည်းစိတ်ရောလူရောအားပေးကြပါလေလို့ဆိုလာခဲ့ပါတယ်။မိမိမိုးရိုမိသားစုတွေကချစ်ချစ်ခင်ခင်ဖြစ်ကြပြီးတော့ပရိသတ်တွေအားကြကြတဲ့မိသားစုတစ်ခုပဲဖြစ်ပါတယ်။မိမိမိုးဟာခီးသွားရတာကိုသဘောကျသူတယောက်ဖြစ်တာကြောင့်လေအလုပ်တွေလုပ်ပတ်စံစုပြီးရင်ခီးတွေထွက်ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံသားခီးစင်တွေလည်းထွက်ဖြစ်သလိုမြန်မာနိုင်ငံတိတ်ကလှပိုင်းနေရာတွေကိုလည်းသွားဖြစ်တဲ့တနီယာနဲ့တနီယာကမတူညီတဲ့ခံစားမှုတွေရစီရာကြောင့်အလုပ်တွေပင်ပန်းလာတဲ့အခါမှာခီးတွေလည်းထွက်ဖြစ်တယ်လို့ဆိုပါမြန်မာနိုင်ငံတဲမှာတော့ပကံမြို့ကိုသဘောအကျဆုံးဖြစ်တာကြောင့်ပကံမြို့သူဟိုတယ်ကိုစောက်ဖြစ်တာပါလို့ဆိုလာခဲ့ပါတယ်။သူမအစ်စ်တိုးချဲမိတ်လုပ်ငန်းကလည်းသူမသဘောဆိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့အပြင်ပရိသတ်တွေလည်းနှစ်သက်မဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။မေလီကတော့လက်ရှိမှာအမှုပညာအလုပ်တွေကိုခဏနားထားပြီး သူမရဲ့လုပ်ငန်းအသစ်အတွက်အာရုံစိုက်နေတာဖြစ်ပါတယ်။လုပ်ငန်းလေးအောင်မြင်ပြီးရင်တော့မိမိမို့တရားအမှုပညာအလုပ်တွေကိုစင်စမ်းမပြတ်လှုပ်ဆောင်သွားတော့မှာပဲဖြစ်ပါတယ်။မိလေးဟာဆိုရင်လည်းအမှုပညာလောကထဲမှာအရေးချင်းရှိတဲ့ကျုပ်ပွေလေးတစ်ပွေဖြစ်ပြီးတော့သူမပါဝင်တရားဆောင်တဲ့ဇာတ်ကားတိုင်းကလည်းတော်တော်ပောက်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းမိလေးကိုဆိုရင်တခဲနဲ့အားပေးခဲ့ကြတာဖြစ်ပါတယ်။သူမရဲ့နောက်ထပ်ချက်ထွေနေတဲ့လုပ်ငန်းတစ်ကြောင်လည်းမအားလက်နိုင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းမိလေးရဲ့နောက်ထပ်ချက်ထွေနေတဲ့လုပ်ငန်းတစ်က 把论文题目来说，看能被大家放心。